။ဥမြင်တွေ့နေရတဲ့မျိုးသမီးကဗီဒီယိုထဲမှာတော်တော်လေးကိုဒေါသတွေထွက်ပြီးတော့ပောက်ကွေးနေကြတာလည်းဖြစ်ပါတယ်။ဆိုတော့ဒီမျိုးသမီးဘာကြောင့်ဒေါသတွေထွက်ပြီးတော့ပောက်ကွေးနေရလဲဆိုတာမကြိုက်ရင်ချိန်တွေမှာကျွန်တော်ကြည့်ရှုလိုက်ကြည့်ပြီးတော့ knowledge sharing ကိုကြည့်ပြီးတော့မှပြန်ပြီးတော့ reaction လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်။ဆိုတော့အရင်ဆုံးထုံးစံအတိုင်းပဲအမဘာတွေပြောနေလဲကျွန်တော်အတူနားထောင်မယ်။ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးပါမယ်။ဆိုတော့ကြည့်လိုက်ရအောင်။ဟေးဆက်တယ်ခဏအတန်ပိတ်လား။ဆက်တယ်ခဏအတန်ပိတ်လား။ဒီမှာကြည့်ကြဒီမှာကြည့်ကြဒါဒီညဓမ္မဓမ္မဓမ္မခလေးတွေအကုန်ကြည့်ဒီမှာဒီမှာဒီမှာဆက်ချုပ်နေတာကိုပြတာဆက်ချုပ်နေတာကိုပြတာ။ ဒီချိန်ဆိုမီးတီးတယ်နဲ့တဝင်းဝင်းချောင်းနဲ့လို့နှက်ကင်းလို့မထင်နဲ့ဒါညဘက်ကြီးညဘက်ကြီးအကုန်အကုန်အတန်ရက်တာအကုန်ဆက်တန်ရက်တာလိုင်းပေါ်ကနေပြီးတော့အချောင်းသမားတွေကိုပြောရမယ်အကုန်ဆက်တန်ရက်ထားလိုက်ဒီနေ့လေဒီနေ့အိမ်ရသမီးဆိုင်ကလူခံရတယ်ဟုတ်လား အဲ့ရသမီးဆိုင်ကလူခံရတဲ့နိုင်ငံရေးနဲ့နိုင်ငံမမကောင်းပါဘူးဆိုမှလေငါတို့မြန်မာလူမျိုးတွေရှက်ဖို့လှုပ်တဲ့လူတွေကိုပြောတာမဆိုင်တဲ့လူမထိခိုက်ပါစေနဲ့လှုပ်တဲ့လူတွေကပြောတာငါတို့မြန်မာလူမျိုးတွေရှက်ဖို့နင်တို့ကိုလေပြောဖို့အတန်းတန်းဒေါသတွေစုရတာလေကိုချိန်မြရှေ့တွေရောက်လာလို့ရတော့လေသလားဒီလိုလက်ညှိုးနဲ့ခောင်းရင်တော့လေဒါစိစိနဲ့တော့ပေတိုင်းနေသလား စိတ်ထဲမှာတိုးနေတာပြောချင်တာအချောင်သမားတွေတော်မိလောင်တော်ကြောင်လက်ခမောင်းခတ်အချောင်ယောက်ျားတွေဖြစ်ပြီဒီမှာကြည့်လိုက်ညာဘက်ထိမိန်းကလေးတွေအလုံးလုံးပြီးစားနေတယ်သိလားဒီမှာကြည့်ကြအဲ့ဒါတညာလုံးတို့တွေနော်အလုံးလုံးပြီးစားနေတယ်ငါတို့စားတဲ့ထမင်းတွေကဖြူတယ်သိလား ဖြူအောင်လို့စားတာနင်တို့အထက်ကိုလေနင်တို့လေသွေးတွေမျိုးမျိုးချနေသေးလားသူများမျက်ရည်တွေမျိုးမျိုးချနေငါတို့ကမျက်ရည်မကြပါဘူးနင်တို့အချောင်သမားလူသွားတဲ့ပစ္စည်းတွေငါတို့တွေကမျက်ရည်မကြဘူးဒေါသထွက်နေတာအခုချိန်တာရှေ့ပေါ်လာရင်သူများလည်းလို့ရိုက်တက်စရာ မလိုဘူးလက်ညိုးလေးနဲ့လေစိ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 နဲ့ထိုးတော့သေးတယ်သလားအချောင်သမားတွေဒီမှာမိမတွေအကုန်လုံးညာဘက်ထိအလုံးလုံးစားနေတယ်။နင်တို့လမ်းပေါ်မှာထွက်ပြီးတော့ဘလို့လူကိုလူလို့ရမလဲလို့မနဲ့မိုးလင်းတဲ့ကနေလိုက်ကြည့်ပြီးတော့ခိုးခွက် လူအခုကဒိုးနိုင်ငံမှာဒိုးနေပြီးတော့လေလမ်းအောင်ကောင်းကောင်းရှောက်လို့မရဘူးသိလားဒီထားမှာဆက်ဆက်တဲ့လူဆက်ဆက်ပတ်သက်တဲ့လူတွေကတော့တောက်ကြောက်မဟုတ်တယောက်ကတော့တွေ့မှာပဲယောက်ျားတွေပဲရှာစားလို့မရဘူးလားမိန်းမတွေတော့ညင်းနဲ့တကောင်ကြီးအလုံးလုံးပြီးရှာစားနေတဲ့ချိန်မှာလေမြင်းတို့ကပစိုးဝစ်ပြီးတော့လေလိုက်ပြီးအချောင်ခိုးစားနေမြန်မာနိုင်ငံမှာခေတ်ခါလာမကောင်းတဲ့ချိန်မှာတော်မီလောင်တော့တောကြောင်လေးလက်ခမောင်းခတ် เอ้နင်တို့တောကြောင်တွေကလည်းเนาะတို့ပြည်သူတွေကတစ်ခါလည်းကြာရင်သိတယ်မလားလူကြီးတွေကရက်နဲ့မီးဖို့တောကြောင်တွေကြိုက်တယ်အဲ့ဒီငယ်ကိုကန်ချင်ပါကြီးကနင်တို့လက်ရောက်လာအောင်မာနင်တို့ကလူရက်ခိုးနင်တို့ကခိုးတာတယောက်လူတာတယောက်ဒါပေမဲ့စားတာနင်တို့နောက်မှာမိသားစုတွေအများကြီးငါတို့ရှားဖွေထားတာနင့်မနာညမနာတွေတန်တရာမှာနင်တို့ကငါအိမ်မှာခွေးလာမဖြစ်နဲ့ ခွေးလာပြင်ငါတို့ကခွေးဆိုပြီးတော့ငါတို့ရဲ့တရာစိတ်တနာစိတ်နဲ့ကျွေးနေအောင်မယ်။နင်တို့ကကျွန်းငါအိမ်မှမဟုတ်ဘူးဒီတန်နေရာမှာလောက်ထားတဲ့ကိစ္စအောင်နင်တို့နေရာတိုင်းမှာကျွန်းခံရမယ်တိလားအကောင်နေ။နင်တို့နေရာတိုင်းမှာကျွန်းခံရမယ်။နင်တို့ရုပ်ရည်လေးတွေလှတ်တာပတ်တာလေးတွေစီးထားတော့ဓမ္မကျမ်းကြိုင်ထားတဲ့ဖုံးကငါတို့တက်တောင်တိုင်းပါသေးတယ်စီးလာတဲ့ စီလာတဲ့ဆိုင်ကယ်ကစကိုပြီးမစကိုပြီးနဲ့ကလစ်နဲ့မှတခိုးတွေကအမလစ်သားနာနေလိုက်တာပြောင်ရောင်မှာပေါ့ဒါပေမဲ့နင်တို့ဒီခဏဒီတဘဝပဲတဘဝဆန်နေသလားနင်တို့ဘဏဘဝဆန်ဆန်ခွဲတဲ့နိုင်ကြတဲ့ဘဝနဲ့ပဲဆန်မှာသိလားလူခိုးရက်ဒီဘဝတော့လူမှခိုးမှရက်မှစားတာဆိုတန်တရာမှလည်းငါတို့အိမ်မှာလည်းခွေးလာမဖြစ်နဲ့ချီးတာမကြွေးဘူးသိလားချီးတာမတထားဘူး โอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကတော့အားလုံးမြင်တွေ့တဲ့အတိုင်းပဲအမကဗီဒီယိုထဲမှာတော်တော်လေးကိုသောသားတွေဖွက်ပြီးတော့ပောက်ကွဲနေရလည်းဖြစ်ပါတယ်ဆိုတော့ तू ပောက်ကွဲမယ်ဆိုလဲပောက်ကွဲလောက်ပါတယ်ဘာကြောင့်လဲဆိုတော့အားလုံးမြင်တွေ့တဲ့အတိုင်းပဲ main clay တွေအနေနဲ့เนาะပြောမယ်ဆိုညာကြီးအချိန်မတော်တိအလုပ်တွေကိုစ조사ပန်းစားနဲ့လုပ်ပြီးတော့မှသူတို့ရဲ့ဘဝရှည်ရည်အတွက်အကောင်းဆုံးပုံစံကိုစ조사နေကြတဲ့အချိန်မှာ ကျွန်တော်တို့လို့ပြောရမယ်ဆိုတန်မာတဲ့ယောက်ျားတွေကသွားရောက်ပြီးတော့မှသူတို့ရဲ့ cycle ကိုလှူတယ်ဆိုတော့တော်တော်လေးလည်းတွေးကြည့်မယ်ဆိုတကယ်ရှက်ဖို့ကောင်းတယ်เนาะတကယ်ကိုရှက်ဖို့ကောင်းတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အမျိုးသားတွေဆိုတာအမျိုးသမီးတွေတဲ့ခန္ဓာကိုယ်ဖွဲ့အစည်းကုန်တိဆောက်ဖို့အရာရောပြောရမယ်ဆိုတန်မာမှုပိုင်းအရာရောအားလုံးကအဖက်ဖက်ကတားတယ် ဲ့တော့အဲ့လိုလူတယောက်အနေနဲ့ကျွန်တော်တို့ဒီပြောရမယ်ဆိုကိုစားဖို့ဝမ်းရည်အတွက်ဖြည့်ရှင်းဖို့ကိုလေဘလို့ပုံစံနဲ့ရှာရှာအဆင်ပြေတယ်ဘလို့ပုံစံနဲ့ရှာရှာအဆင်ပြေတယ်အဲ့တော့ပြောစရာရှိတာကိုတဲ့သူအနေနဲ့ကငါတို့ကဝမ်းရည်အတွက်မဟုတ်ဘူးငါတို့ကချမ်းသာရည်အတွက်ခိုးတာกว่าဆိုပြီးတော့ပြောကောင်းပြောနိုင်တယ်ဒါပေမဲ့ကျွန်တော်မေးစရာရှိတာကလေဒီလိုခိုးလို့လေချမ်းသာတော့တဲ့လူတော့ကျွန်တော်ရဲ့မျက်လုံးထဲမှာလုံးဝမတွေ့ဘူးသေးဘူးဒါအမှန်တရားကိုကျွန်တော် ပြောပြတာကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းခိုးလို့ချမ်းသာတော့တဲ့လူတယောက်မှမရှိဘူး ဆိုလိုတာကတစ်နေ့မဟုတ်တစ်နေ့တစ်ချိန်မဟုတ်တစ်ချိန်တော့အဖမ်းခံရမှာပဲအဲအဲ့လိုအဖမ်းခံတဲ့အခါမှာအေးအေးချမ်းချမ်းနဲ့အဖမ်းခံရတယ်ဆိုတာထက်เนาะဝိုင်းပြီးတော့တမလို့ဝိုင်းပြီးတော့ပညာပေးလို့ညောပြောမှဆိုအသက်မထွက်ရုံတမယ်ပညာပေးခံပြီးတော့မှထပ်ပြီးတော့မှဒါထောင်နေပါရီကြပြီးတော့မှဒုက္ခဒုက္ခတွေခံရတဲ့သူတွေများစွာရှိတယ်ဆိုတော့အဲ့ဒီလိုအခြေအနေအထိရောက်အောင်ကိုယ့်ရဲ့ဘဝကိုသွားမလားသို့မဟုတ်လက်ရှိအချိန်မှာပဲကိုယ့်ရဲ့လုပ်နေတဲ့အရာတွေကိုရက်တန်းကရက်ပြီးတော့ အကောင့်နဲ့ဘဝတစ်ခုကိုယ့်ရဲ့ဘဝကိုဖျက်ဆီးမလားဆိုတာဒီအချိန်မှာစဉ်းစားသင့်ပြီလို့တော့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်เนาะတကိုးတွေကိုအကြံပေးရတယ်တကယ်တကယ်တော့လည်းမကောင်းပါဘူး။ဘာကြောင့်လဲဆိုတော့တချို့ကိစ္စတွေကဘုရားတော်မှာ ဆင်းပြီးတော့ပြောမှာစတရားဟောလို့မကြွတဲ့လူတွေများစွာရှိတယ်အဲ့ကျွန်တော်တို့တာမန်လူတယောက်အနေနဲ့ဒီလိုကိစ္စတွေပြောတဲ့အခါမှာဒီတကိုးတယောက်အနေနဲ့ဒီလိုဗီဒီယိုမြင်လို့လည်းကြွ့ချင်မှတော့ကြွ့မှာပါဒါအမှန်တရားကိုပြောတာပါဒါပေမဲ့လည်းဘလို့ပဲဖြစ်ဖြစ်ပြောတင်ပြောတိုက်တာတော့ကျွန်တော်တို့အနေနဲ့ပြောရမှာပါဆိုတော့လက်ရှိအချိန်မှာအလုံးမြင်တွေ့တဲ့အတိုင်းပဲဒီကအမပြောသလိုပဲည10နာရီ17နာရီလောက်ထိဒီ main ကလေးဆိုရင်နော်တကယ်ကိုခါချီအောင်ထိုင်ပြီးတော့တို့အနေနဲ့တမအာဇီဝကြကြနဲ့လောက်ခိုင်စားတောင်းနေတာစူးစမ်းနေကြတာတကယ်ကိုပြောမယ်ဆိုရင်ဒါယောက်ျားလေးတယောက်အနေနဲ့ဒီလိုကိစ္စနဲ့ရှင် င်ပြီးတော့ပြန်ပြီးတော့တွေးမယ်ဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲရှက်တတ်မယ်ဆိုရင်တော်တော်လေးကိုပဲလက်ရှိကိုလုပ်ခဲ့တဲ့ကိစ္စတွေအရပြန်လာပြီးတော့ရော့ကျွန်တော်ဒါမျိုးကိစ္စတွေမလုပ်တော့ပါဘူးဆိုပြီးတော့ပေးရမယ်အချိန်နေပြီးတော့ရောက်သွားနိုင်တယ်တကယ်တော့တွေးတတ်မယ်ဆိုရင်ပြောတာပါနောက်တစ်ချက်ကဒီလိုမျိုးကိစ္စတွေဘာကြောင့်လောက်တာလဲပြန်စဉ်းစားကြည့်တဲ့အခါမှာ ပထမတော့ကျွန်တော်တို့ရေဘူးအဖြစ်တွေးမယ်ဆိုရင်တော့ပညာမတက်လို့ပေါ့ဗျာပညာမတက်တဲ့အခါကျတော့ပြောမယ်ဆိုသင်ငင်းပိုင်းမှာအတွေးခေါ်ပိုင်းမှာအားနည်းချက်တွေရှိတဲ့အတွက်ဒီလိုကိစ္စတွေလုပ်ဖို့လည်းထွေထွေထူးအများကြီးမတွေးတော့ကောင်းတာတွေဆိုးတာတွေလည်းခွဲခြားသုံးသပ်နိုင်တဲ့ငြင်းငြင်းသွေးမရှိတဲ့အခါမှာလုံကြီးလုံကလုတ်တယ်လို့ အထင်ကောင်းထင်နိုင်တယ်။အပါစနိတ်အနေနဲ့ကြည့်မယ်ဆို100%တော့မဟုတ်တာသိကြတယ်ဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာပညာမတတ်တဲ့လူကြီးတွေလည်းအများကြီးရှိအောင်။ဆိုတော့ပြောချင်တာကဘာလဲဆိုတော့ပညာမတတ်တိုင်းတခုဖြစ်တာမဟုတ်ဘူး။အေးမိဘရဲ့စုံမတုံသိမှုလမ်းပြမှုကောင်းတဲ့သူတွေဆိုရင်တော့ပို့ပြီးတော့ဒါပြောမယ်ဆိုတခုဖြစ်မဲ့ရာခိုင်နှုန်းကနေလွတ်လွတ်ကင်းကင်းကိုချောင်သွားနိုင်ကြတယ်။အဲ့တော့ဆိုလိုတဲ့သဘောကတော့ပညာမတင်ပေးနိုင်ဘူးဆိုရင်တော့မှကိုယ့်ရဲ့သားသမီးကိုကောင်းတာနဲ့စိုးတာကိုဝေဖန်ပိုင်းခြားတတ်အောင်ကျွန်တော်တို့မိဘတွေအနေနဲ့ဒါသေချာလေးကိုယ့်ရဲ့သားသမီးတွေငယ်စဉ်ကလေးဘဝတည်းက တုံတင်ဆုံးမလမ်းပြပေးဖို့လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့ကိုယ့်ရဲ့ဗီဇပေါ့နော်။ကိုတဦးတယောက်တည်းရဲ့ခံယူချက်တွေနဲ့လည်းအများကြီးဆိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူများတဲ့ကဘလောက်ကြီးပဲအချင်းဆိုင်တာပြက်ပြက်ကိုမပြက်ရင်ဘာမှဖြစ်စရာအကြောင်းမရှိဘူး။ဘလောက်ပဲဆွေဆွေ။ तू ကခိုးချင်ပေမဲ့ကိုယ်စိတ်တွေကခိုးချင်စိတ်မရှိရင်လည်းဒီလိုကိစ္စတွေဖြစ်လာစရာဘာအကြောင်းမှမရှိဘူး။အဲ့တော့ကိုကိုတိုင်းကလည်းခိုးချင်ဝက်ချင်တဲ့စိတ်ပြီးရင်ပြောမှဆိုအချောင်လိုချင်တဲ့စိတ်တွေ ကိန်းအောင်းနေလို့သာဒီလိုမျိုးကိစ္စတွေကိုလုပ်တယ်လို့တော့ကျွန်တော်တို့ကမှတ်ယူမိပါတယ်နောက်တစ်ချက်ဒီလိုမျိုးကိုဆုလူနိုင်ကိစ္စတွေလုပ်နေတဲ့သူတွေအနေနဲ့တစ်ချက်ပြန်စဉ်းစားမှာပါလဲဆိုတော့ငါတို့ဘာကြောင့်ဒီဘဝမှာဒီလိုကိစ္စတွေလုပ်နေရတာလဲဆိုတဲ့အတွင်းမျိုးပြန်ပြီးတော့စဉ်းစားတင်တယ်။နောက်ဘာကြောင့်လဲဆိုတော့သူများတွေကလည်းပုံမှန်ပဲလေနော်။သူတို့လည်းဒီလောကကြီးမှာလူလာဖြစ်တယ်။ကိုယ်ကလည်းဒီလောကကြီးမှာလူသားတယောက်နေတာရက်တည်နေတယ်။အဲ့လိုရက်တည်တာချင်းတူနေပေမဲ့သူတို့ကြတော့အေးအေးချမ်းချမ်းနဲ့ဘဝကိုဖျက်ဆီးရပြီ။ငါတို့ကြတော့ သူများရဲ့ပစ္စည်းကိုခိုးဆိုးလူနိုင်လုံနေရပြီးတော့ပြီးရင်အဲ့ဒီကိစ္စတွေအတွက်ပြင်ပြီးတော့ဟိတ်တကူကြီးကပါလာပြန်ရောကြောက်နေရပြန်ရောစိတ်ထဲမှာလုံခြုံမှုဆိုတာတို့မှမရှိဘူး။သူကခိုးလိုက်လို့အောင်မြင်သွားခဲ့တယ်ဆိုရင်တော့မှပျော်တဲ့အပျော်ရွှင်မှုကခဏပဲ။ဒီပြစ်ထန်အတွက်ငါတို့ဘယ်အချိန်မှအဖမ်းခံရမလဲဘယ်အချိန်မှငါတို့မိတော့မလဲ။ဒီလိုမျိုးဆိုရင်ကြောက်ကြမှုတွေနဲ့တို့ရဲ့ဘဝတွေကရှင်သန်နေရတာဖြစ်တယ်။ဆိုတော့အဲ့လိုအခြေအနေကြီးကိုတွေ့မယ်ရအောင်ရခဲ့ဖြစ်ရတဲ့ဘဝတစ်ခုမှာတသက်လုံးကြီးမဲ့ကိုယ့်ရဲ့ဘဝကိုသွားမှလား။ ြန်ပြီးတော့ကိုယ့်ကိုမေးခွန်းထုတ်ရမှာเนาะ။ဘာကြောင့်လဲဆိုတော့လူဆိုတာအမားနဲ့တော့မကင်းဘူး။သို့တော်လည်းပဲဒီအမားကိုတသက်လုံးကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးမှာယူသွားတင်သလား။ပြီးတော့လက်ရှိခိုးနေကြတဲ့လူတွေအနေနဲ့ဟောတစ်ချိန်ချိန်မှာအိမ်အောင်ရသားတွေပဲမပြုတ်ချင်ကြဘူးလား။ပြုတ်မှာပဲ။เนาะလူရဲလို့ဖြစ်လာရင်အိမ်အောင်ရသားဆိုတဲ့ကိစ္စကရှောင်လွဲဖို့တော်တော်လေးခက်တဲ့ကိစ္စမျိုးပါ။ဆိုတော့ဒီလိုမျိုးအိမ်အောင်ရသားပြုတ်လိုက်တဲ့အခါကျရင်သားသမီးဆိုတာမွေးဖွားလာမှာပဲ။ အဲ့ဒီခါကျရင်ကိုယ့်ရဲ့အသက်ရွယ်ဒီတိုင်းတက်နေမှာမဟုတ်ဘူးကိုကလည်းအသက်ရွယ်တကူရောက်ရှိသွားမှာဖြစ်တယ်ဒါပေမဲ့ကိုလှုပ်ခဲ့တဲ့ပြောမယ်ဆိုအင်းမေကိုလှုပ်ခဲ့တဲ့အရာတွေရဲ့ဟိတ်တကူတွေကဘ ᱹ တို့သွားရောက်ပြီးတော့ထိခိုက်မယ်ဆိုတော့ဝေးခွာလာမယ်ကိုယ့်ရဲ့သားသမီးရဲ့ဂုံသိက္ခာကိုသွားပြီးတော့ထိခိုက်မှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့တစ်ချိန်တုန်းကသူ့ရဲ့အဖေကတခိုးပါကွာတစ်ချိန်တုန်းကသူ့ရဲ့အဖေကလူရန်ကားပါသူ့ရဲ့အဖေကပြောမယ်ဆိုခိုးဆိုးလူနိုင်ထဲကတယောက်ပါဆိုပြီးတော့အပြောဆိုခံရမယ်ဆိုရင် ဘာမှမသိပဲနဲ့လောကိုက်တွေဝင်လာမဲ့ကိုယ့်ရဲ့သားသမီးတို့လောက်တော့မျက်နှာငယ်ရမလဲဆိုတာလက်ရှိအချိန်မှာကိုကအိမ်တော်မပြူရသေးဘူးဆိုရင်နာမဲ့အနာဂတ်မှာဒီလိုကိစ္စတွေအတွက်ကြိုတင်ပြီးတော့စဉ်းစားထားတဲ့လို့လည်းကျွန်တော်နေယူဆရပါတော့နော်။နောက်တော့တိုင်းပြည်တွေမှာဆိုဘလောက်တော့ကောင်းလဲဆိုရင်တချို့အိမ်တွေဆိုတကားတော့တို့ကတော့မခတ်ဘူး။ချံဝင်းလည်းမရှိဘူးလုံးဝလမ်းနဲ့အိမ်နဲ့ကပြောမှဆိုတကယ်ကိုဟာလာဟင်းလင်းကြီးပဲဒါပေမဲ့ဘယ်သူမှဝင်မခိုးကြဘူး ။ဘာကြောင့်ဝင်မခိုးကြရလဲဆိုနိုင်ငံရဲ့ပြောမယ်ဆိုရင်ချမ်းသာကျွယ်ဝမှုတွေနဲ့လည်းအများကြီးဆိုင်ပါတယ်။နိုင်ငံကချမ်းသာကျွယ်ဝတဲ့ချမ်းသာကျွယ်ဝတဲ့အခါကျတော့ပြောမယ်ဆိုအလုပ်ကိုင်အခွင့်အလမ်းတွေများစွာရှိကြတယ်။အလုပ်ကိုင်အခွင့်အလမ်းတွေများစွာရှိတဲ့အခါကျတော့ငွေကြေးနဲ့ပတ်သက်ပြီးသူများပစ္စည်းခိုးဖို့အတွက်ကိုယ့်ဘက်ကိုအလုပ်တစ်ခုဝင်လုံးလိုက်တာနဲ့ပြောမယ်ဆိုရင်အင်ကန်းကကောင်းနေတာဖြစ်တဲ့အတွက်သူများပတ်စံခိုးစရာသူများပစ္စည်းခိုးစရာမလိုတော့ဘူးဆိုတဲ့အမျိုးတွေကလည်းရှိသလိုပညာရေးပိုင်းမှာလည်းအဆင့်မြင့်တဲ့အတွက်သူတို့ရဲ့အတွေးခေါ် level ကလည်းကျွန်တော်တို့တိုင်းပြည်တွေထက်အများကြီးတာကြတယ် ။ဒါကြောင့်မလို့လက်ချမ်းသာတဲ့တိုးတက်နေတဲ့ဖွံ့ဖြိုးပြီးသားတိုင်းပြည်တွေမှာဆိုဒီလိုမျိုးခိုးတဲ့ဝက်တဲ့ကိစ္စတွေကကျွန်တော်တို့နိုင်ငံတွေနဲ့ရှင်မယ်ဆို7ပုံ2ပုံလောက်กว่าတယ်ပေါ့ဗျာ။ပြောမယ်ဆိုလုံးဝမရှိဘူးတော့မဟုတ်ဘူး။အနည်းနဲ့များတော့ရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့လည်းကျွန်တော်တို့တိုင်းပြည်တွေနဲ့ရှင်မယ်ဆိုရင်တော့အများကြီးကွာခြားပါတယ်။အဲ့တော့ကျွန်တော်တို့တိုင်းပြည်ကလူတွေအနေနဲ့လည်းဒီလိုကိစ္စတွေရောပါခြင်းနဲ့ဆိုရင်တိုင်းပြည်ကပြောမယ်ဆိုစီးပွားရေး develop ဖြစ်လာဖို့လည်းစူးစမ်းလိုအပ်တယ်လို့ ကျွန်တော်တို့တိုင်းပြည်ရဲ့ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ကလည်းအများကြီးလိုအပ်ပါတယ်။ဆိုတော့ဒီလိုမျိုးတိုင်းပြည်ရဲ့ CY develop ဖြစ်ဖို့တွေအများကြီး level တွေဆင့်မြင့်တင်ဖို့ဆိုတဲ့နေရာတွေမှာလည်းတခြားသောကိစ္စတွေကလည်းများစွာရှိပါသေးတယ်။ဒီလိုလုံနိုင်ဖို့ဆိုတာလေတိုင်းပြည်ရဲ့အခြေအနေတွေတည်ငြိမ်နေဖို့လိုအပ်တယ်။တည်ငြိမ်နေမှုမရှိဘူးဆိုလည်းဒီလိုကိစ္စတွေကိုကျွန်တော် develop ဖြစ်အောင်လုပ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးပေါ့နော်။ဆိုတော့ဒါတော့တက္ကနာပေါ့။နောက်တစ်ချက်ကတော့ကျွန်တော်တို့လက်ရှိအချိန်မှာအလုံးမြင့်တွေ့တဲ့အတိုင်းပဲဒီလိုမျိုးခိုးဆိုးလူနိုင် လုပ်နေတဲ့ကိစ္စတွေကကျွန်တော်တို့အတိုင်းပြည်မှာတော်လေးကိုလက်ရှိအချိန်မှာဖြစ်ပွားနေကြတာရှိတယ်။ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကလည်းဥပဒေပိုင်းကအဲကျွန်တော်တို့ပြောမယ်ဆိုရင်ဒီလိုမျိုးကိစ္စတွေကိုပြင်းပြင်းထန်ထန်အရေးယူတဲ့ပိုင်းမှာသူတို့ရဲ့စိတ်ထဲမှာကိုးတဲ့သူတွေရဲ့စိတ်ထဲမှာပေါ့ဗျာပြောမယ်ဆိုရင်ကဲ၍မိသွားခဲ့သည်ရှိတော့ထောင်ဘလောက်ကြာမှာလဲအဲ့ဒီကြာတဲ့တောင်သူတို့ကခံနိုင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် ပြောရဆိုဒီဥပဒေကိုသူတို့ရဲ့စိတ်ထဲမှာပေါ်ပေါ်ပါပါခံစားနေတယ်လို့တော့ကျွန်တော်အနေနဲ့ယူဆမိပါတယ်။ဒါကြောင့်လဲဆိုတော့အကယ်၍များသာဥပဒေကဒီတက်လက်ရှိသတ်မှတ်ထားတဲ့ပြောမယ်ဆိုရင်စံနှုန်းတွေထက်ပို့ပြီးတော့မြင့်တင်လိုက်မယ်ပို့ပြီးတော့ပြင်းပြင်းထန်ထန်နေပို့ပြီးတော့အရေးယူဆောင်ရွက်လိုက်မယ်ဆိုရင်တော့သူတို့အနေနဲ့ရမယ့်ပမာဏနဲ့ပေးရမယ့်ပမာဏကသူတို့နိုင်ရှင်မှာပဲလေသူတို့မှလည်းကောင်းပါတဲ့အတွက်အဲ့လောက်တော့တွေးတတ်မယ်လို့ထင်တယ်။ဒီလိုမျိုးခိုးဆိုးလူနိုင်လို့ငါတို့အနေနဲ့မိသွားခဲ့ရင်ငါတို့ဘလောက်ထိပြန်ပေးဆက်မှာလဲ အဲ့ပေးဆက်မှုကအကယ်၍များကြီးမားနေမယ်လက်ရှိပြည်ထန်နေတဲ့30 40လောက်ပို့ပြီးတော့မြင့်တင်လိုက်မယ်ဆိုရင်ခိုးဆိုလူနိုင်လှုပ်ချင်တဲ့သူတွေအနေနဲ့အ ਨੇ နဲ့အမြလက်ရှိကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့ကိစ္စတွေတော်တော်လေးကိုရောချသွားမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်လို့ပြောကြရင်းနဲ့ပဲဒီဗီဒီယိုလေးဆုံးသက်ချင်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးညမှတ်ချက်ပေးခြင်းလဲအချက်ပေးခြင်းရှိကုန်မှရေးသားကြရပါကျွန်တော်ဒီစနေမြန်ကြီးရှုအားပေးနေကြပြီးတော့တူတူယောက်ချင်းစီတဲ့အလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံညီပါဗျ See you next video